တီးရမုံမီတောင်မေဒါကလေးတော့ထားပြပါပွဲငါဘူချင်းရဲ့ဖုန်းဆက်ပါနဲ့ငါမေကောမှာကြောက်လို့ပါပဲဟိုင်ဟိုင်ဟိုင်ဝါဟဲ့ fighter တွေ fighter ကြော်ရင်းနဲ့ fighter mind လေးအဓိကကတော့ကိုရီးယားကတော့အသားမဲသွားရပါဘူးအသားမဲခြင်းရဲ့အဓိကနောက်ွယ်ရဲ့တရခံကတော့ Sally စိုက်ပျိုးရေးရိုက်ကူးလို့ပေါ့နော်အဓိက Sally Sally စိုက် အဓိကကတော့အဲ့စိုက်ပျိုးရေးနဲ့ဆိုင်တဲ့ဟာပါနေရပါမွေးမြူရေးပါမယ်ဒီစိုက်ပျိုးရေးနဲ့ပါတဲ့ဒီနွားချီတို့ပါလို့ဆိုတော့တမိဩစာပေါ့နော်ကိုရီနဲ့ဆိုတော့အနင်းခံရခေါင်းပေါ်တော့အစခံဆိုတော့ကိုရီနဲ့နည်းနည်းလှမ်းတဲ့အရာတွေနဲ့တကယ်ထိတွေ့ရနေပါရဲ့နော်မိဟုတ်တယ်နွားချီသည်ရန်ကိုပွေးသည်အဲဒီကောင်နေပါဆိုတော့ ကင်ချလိုက်တယ်ကွဘဝမှာငါဒါဒီတစ်ချိန်မဲ့ကင်ရမှာဆိုတတိရှိရှိကင်ချလိုက်တယ် experience ကိုဟိုမနိုင်တာမို့အဲ့ဒါ punishment လုပ်ခဲ့တာအယောင်လေးလေအဝါယောင်လေးအဲအယောင်လေးကဘယ်သူလဲဘယ်ကလဲကွအယောင်လေးလေအဝါယောင်လေးအဲ ဘယ်သူလဲဘယ်ကလဲကွယ်ဟောအဓိကတော့အဓိကတော့ MCIS ကနေပြီးတော့ဒါကန်လန်နဲ့အတွက်ပါဝင်ဖြစ်ခဲ့ရပါဟုတ်ကဲ့အဓိကတော့ဟိုမိုင်လေးကိုလည်း Louis ကလည်းပြောတယ်ပြီးလို့ရှင်လည်းမိုင်လေးတို့ပေါ့နော်ဒီဒီ MCIS MCIS မမမနော် ဟုတ်ပါဟုတ်အဓိကတော့ဗောနော Louis ကနေပြီးတော့ဆယ်ဖုံးဆက်သွယ်လာတယ်ဖုံးဆက်သွယ်လာပြီးတော့ဒီပေါ့နော်ဒီမှာပါတယ်ပေါ့နော်ဒီမြမအောပါတို့ပြီးတော့နှစ်ကြီးတောင်တို့ဒီဒီ MCIS ခနော region ဒီနောက်ပြီးတော့ addition ရအောပေါ့နော်ဒီလိုမျိုး comment ချက်တွေရပေါ့နော်မာဒီတို့ဒီညီမတွေရောအကုန်လုံးပေါ့နော်ပါဝင်ဖြစ်ခဲ့တာပဲဖြစ်ပါတယ်တူးဆော့မယ်ဆိုတော့ one ပြည့်ကြည့်ရတာပေါ့အစကဲရလဲ one ကပောက်ပြီးသားလीเนาะဒီဒီဒီ site ပြိုးရေး game ကတော်တော်လူကြိုက်များတဲ့ season လေးလည်းဖြစ်ခဲ့ရဆို ော့နော်ဟုတ်တယ်နော်အရန်ကိုလူကြိုက်များတဲ့အဓိကကလေဘဝမှာတစ်ခါမှမလုပ်ဖူးတဲ့ဟာလေပြီးတော့ game game ကလေအဲ့လိုမကစားဘူးပြီးတော့ reality show ဖြစ်တယ်ဆိုတော့နော်ဟုတ်တယ်နော်အဲ့အဲ့ဖြစ်တယ်ပေါ့ညီမလေးနော်ကြိုက်တယ်ကြိုက်တယ်ပြီးတော့ဟိုအဓိကကတော့ကိုရီးယားတော့အသားမဲသွားရတာပေါ့အသားမဲခြင်းရဲ့အဓိကနောက်ွယ်တရခံကတော့ Sally စိုက်ပျိုးရေးရိုက်ကူးလို့ပေါ့နော်အဓိကအဲ့မှာအဓိကအသားတွေလည်းမဲတယ်ဒဏ်ရာတွေလည်းရကြရတယ်မိတ်ပြက်အစီအစဉ်လည်းဖြစ်တယ်ရန်တွေဖြစ်ကြခြားကြဟာရန်ဖြစ်ကြအဲ့လိုမျိုးတွေနေပေါ့နော်ကိုရီးယားတော့ချစ်ကြတယ်နော်ညီမလေးစိုက်ပျိုးရေးချစ်ချစ်ခ င်ခင်ပဲဒီမှာကျတော့တီရီကျော်လေးရယ်ဇဲရယ်ရတနာရယ်လည်းဖြစ်ပါတယ်တီရီကတော့အရင်ဆော့ချင်တယ်သူကကျတော့သူက9ချင်းနေ9ချင်းနေဟိုသူကပေါ့နော်ဟိုတစ်ခုခု stress ဒီမှာညီမလေး stress ထားရတယ် stress ဆိုတာစူးစမ်းရတယ်ပေါ့နော်သူကတစ်ခုဆိုလို့ရှိဒါကိုမနိုင်ပါဆိုလို့မနိုင်ပါဆိုလို့လုံးဝမယ်လုံးဝမယ်ဆို stress လေးရှိရယ်ပေါ့ညီမလေးအဲ့လိုမျိုးရှိရယ်အာပြီးလို့ရှိရင်လည်းကိုရီးယားဒီဟိုချစ်ချစ်ခင်ခင်ပဲတမဲအားကောင်းမောင်းတန်ပေါ့နော်ကိုရီးဖက်မှာဆိုဇဲလဲသူကနဲ့သူအားကောင်းမောင်းတယ်ညီမလေးဆိုလည်းလက်ဝိတ်ထိုးတယ်တန်မာရဲ strong ရှိရတော့ strong girl ဖြစ်တဲ့အတွက်အရင်ကကိုရီးယားရဲ့အစေးပဲ ဘောကိုရင်းကြီးမတော့ရမ်းချစ်တယ်ကိုရင်းကြီးမတော့ပွဲစားရနေဆုံးဒီမအေးဟုတ်တယ်မမအေးဟုတ်တယ်ရှင်ဖွင့်တယ်မြဲတယ်ညီမရှင်ဖွင့်တယ်ပြီးတော့1နဲ့2နဲ့ဘာအဓိကတော့ဟိုဘာလဲ game နေရာအတူမှာပို့ပြီးကြမ်းသွားတယ်ပို့ပြီးစိတ်ဝင်စားစရာကောင်းတယ်ဆော့လို့လည်းအရင်ကောင်းတယ်တကယ်ဟုတ်တယ်ဟိုဟိုဘောနောအတုံးခွန်ဆိုင်အကုန်လုံးတွန်းတွန်းတိုက်တိုက်ဆော့ရတဲ့ game တွေလည်းပါတယ်ဆိုတော့1ထက်2ဟာပို့ပြီးတော့ကြည့်လို့ကောင်းမယ်လို့ပြောချင်ပါတယ်အလဲဒီကာရလေ ည်းပါတယ်အဓိကကတော့အဲ့စိုက်ပျိုးရေးနဲ့ဆိုင်တဲ့ဟာပါနေရပါမွေးမြူရေးတွေပါမယ်ဒီစိုက်ပျိုးရေးနဲ့ပါတဲ့ဒီနွားချီတို့ပါတော့ဆိုတော့တမိဩစာပေါ့နော်ကိုရီနဲ့ဆိုတော့အနင်းခံရခေါင်းပေါ်တော့ချခံရဆိုတော့ကိုရီနဲ့နေနဲ့လှမ်းတဲ့အရာတွေနဲ့တကယ်ထိတွေ့ရနေပါတယ်နော်မြေ။ဟုတ်တယ်။နွားချီသည်ရန်ကိုပွေ။ပွေသည်အဲ။ချွတ်တီချွတ်တီညော်လေ။ဟောအဲ့အဲ့လေကြုံခဲ့ရတယ်။ကြုံခဲ့ရတယ်နော်။အဲဒီတီကောင်းနေပါဆိုအော် ကင်ချလိုက်တယ်ကွဘဝမှာငါဒါဒီတစ်ချိန်မဲ့ကင်ရမှာဆိုတတိရှိရှိကင်ချလိုက်တယ် experience ကိုမဟုတ်မနိုင်တာမဟုတ်အဲ့ဒါ punishment လုပ်ခဲ့တာတီတီခမရလေးမမဘာမှမဖြစ်ဘူးကိုင်မမဘာမှမဖြစ်ဘူးမမကြီးကင်ပြရမယ်ဆိုလူကြီးအသေးလိုက်ကြီးကင်ချရတာတီတီထွေးဆိုတာအဲ့ခါမှာတကယ်မြင်ဘူးကနော်မြင်ဘူးလားဟုတ်တယ်ပုံမှန်ဆိုရင်တကောင်လောက်ပဲအဲ့အရောင်တွတ်နေအော်နေရပြတော့အဲ့လိုအများကြီးမြင်ဘူးသွားတယ်ပေါ့နော်အဓိကကလေဂိမ်းကစားတဲ့အချိန်မှာကိုယ့်ရတကယ်တကယ် inner ဆိုတာတကယ်ထွက်လား ပြီးတော့ကြောက်ရွံ့ကြဖြစ်ဆော့ရချိန်မှာဆိုပုံမှန်ဆိုရင်တော့အဲ့လိုကိုယ့်ကိုဂဲလီဖြစ်တယ်လို့ထင်ရတယ်တကယ်ဆော့ချိန်မှာလိုက်လာပြက်ကပါလေအဲ့လိုလေမိပြက်စီစဉ်နေဖြစ်ကုန်တာတကယ်တကယ်ဟာလေတီတီနဲ့နောက်ထပ်အေညီမလေးသူ့ဆိုလာလေချမယ်လေလာလေလာလေအလုံးလေးလုပ်ကြည့်လေအဲ့လိုတွေပါလောက်တာအမအကျောင်းရုံနာပေါင်းတာလေးပေါ့ခြားထဲပါလေကိုကကျောင်းအမကြီးပေါ့နော်မကြီးဆို ဲ့လိုပဲရောက်တော့ပေါင်းလေးဒါမဲ့လေသူတို့နှစ်ယောက်ကိုကယ်ဖို့သွားတဲ့အချိန်မှာကိုပါအဖမ်းခံလိုက်ရအောင်တကယ်ဟိုင်ဟိုင်ဟိုင်ဝါဟိုက်ယာဖိုက်တာတွေဖိုက်တာကြော်ကြီးနဲ့ဖိုက်တာမိုင်းလေးမိုင်းလေးကြော်ကြီးမိုင်းလေးကဲဆယ်လီဆာပြောရေးစီဇန်2ကိုဒီအပါလဲအမပြောပြပါဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဆယ်လီဆာပြောရေးစီဇန်2ကိုလာမယ့်နိုဘမ်ဘာ30ရက်နေ့ည9နာရီမှာမိုင်းလေးတို့ဆယ်လီဆိုင်ပြော YouTube channel နဲ့အတူတူ MRT Pro ဂျိတ်တန် line နဲ့မှာလည်းကြည့်ရှုအားပေးဖို့ဒီနေ့ကနေပြီးတော့ဖိတ်ခေါ်ချင်ပါတယ်ရှင်